အီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေကိုအစရေကစတင်တိုက်ခိုက်2025ခုဇွန်လ13ရက်နေ့မှာအီရန်ရဲ့နျူကလ িয়ার ပြစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့အစရေကထုတ်ပြန်ကြေညာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့အီရန်ရဲ့မြို့တော်တဟေရန်ပါဝင်နိုင်ငံအနှံ့မှာပောက်ကွဲတံတွေစူးစူးညံ့ညံ့ကြားနေခဲ့ရပါတယ်ဇွန်လ13ရက်မနက်အစောပိုင်းမှာတဟေရန်မြို့ကန်တွေဟာတအုံတတိုင်းတိုင်းပောက်ကွဲတံတွေနဲ့အတူ အလန်တကြားနိုးထလာခဲ့ကြပါတယ်ဒီအစရေရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်နျူကလ িয়ার သိပ္ပံပညာရှင်၆ဦးနဲ့အီရန်စစ်ကောင်းဆောင်တို့တေဆုံးခဲ့လို့သိရပါတယ်တေဆုံးခဲ့တဲ့အီရန်စစ်ကောင်းဆောင်များအနေနဲ့ဂျီတိုက်စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘာဂရီလည်းပါဝင်ကြောင်းအီရန်နိုင်ငံပိုင်သတင်းကဖော်ပြထားပါတယ်ဘာဂရီသည်အီရန်စစ်တပ်၏ရာထူးအမြင့်ဆုံးခေါင်းဆောင်များနဲ့တွင်တဦးပါဝင်ဖြစ်ပြီး အစပိုင်းတိုက်ခိုက်မှုကြောင့်တေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တဲ့ဒုတိယမြောက်အီရန်ထိပ်သီးခေါင်းဆောင်ဖြစ်ပါတယ်။အစပိုင်းရဲ့တိုက်ခိုက်မှုကြောင့်အီရန်ဆလမက်တော်လန်ရဲ့အဆောင်တပ်ဖွဲ့၏တပ်မှုချုပ်ဗိုလ်ချုပ်ကြီးဟော့ဆိုင်ဆလမီလည်းတေဆုံးခဲ့ကြောင်းအစောပိုင်းကအီရန်နိုင်ငံမီဒီယာများကဖော်ပြထားပြပါပြီ။အစပိုင်းစစ်တပ်ကတိုင်အီရန်ကိုစတင်တိုက်ခိုက်ခဲ့တယ်လို့ကြေညာပြီးအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာနေရာဌာနတွေကိုပိတ်မှတ်ထားခဲ့တယ်လို့ပြောပါတယ်။ အစရေဝန်ကြီးချုပ်ဗဂျမင်နေတန်ညာဟုကအဲ့ဒီတိုက်ခိုက်မှုတွေဟာဝစ်ဇင်လိုင်းယွန်းဆက်ဆင်ရေးရဲ့အစိပ်ပိုင်းဖြစ်ကြောင်းပြောပါတယ်။ပြီးတော့အီရန်ဟာအစရေနိုင်ငံရဲ့ရှင်တန်ရက်တည်မှုအတွက်အေယာမချမ်းချောက်မှုကြီးဖြစ်လာနေရလို့သူကဆိုပါတယ်။ဝစ်ဇင်လိုင်းယွန်းဆက်ဆင်ရေးဟာအဲ့ဒီချမ်းချောက်မှုကိုပယ်နှုတ်ဖြစ်ဖို့ရည်ရွယ်ထားတယ်လို့လည်းဝန်ကြီးချုပ်ကကြွေးကြော်ခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာမြင့်တင်မှုတွေအရှိန်ဟုန်ပုံမှုအကောင်းလာသလို ရူရေနီယံတန့်စင်နိုင်စွမ်းပုံမတိုးတက်လာတယ်လို့ယူဆရတဲ့အချိန်မှာအစရေကလက်ဦးမှုယူပြီးတိုက်ခိုက်တာဖြစ်ပါတယ်။အရင်ကတည်းကအစရေဟာအီရန်ရဲ့နျူကလ িয়ার ဌာနတွေကိုချိန်မုံလာနိုင်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးဝိမဲ့အခုဒီချိန်ကပထမဆုံးအဖြစ်ထင်သာမြင်သာအင်အားလုံးရင်းနဲ့တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။အစရေစစ်တပ်ရဲ့အမိမဖော်လို့တဲ့အရာရှိတစ်ယောက်ကတော့လက်ရှိဆင်နွှဲနေတဲ့အစရေရဲ့စစ်စင်ရေးမှာ အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေတမကပဲစစ်ရေးနေရာဌာနတွေကိုပါဖျက်ဆီးနေရလို့ပြောကြားထားပါတယ်။အီရန်နဲ့ပတ်သက်လို့ဂျိုတင်ကာခွေတဲ့လက်ဦးမှုယူတဲ့စစ်စင်ရေးတခုကိုအစ္စရေးကစင်နွဲနေကြောင်းတစ်ဖက်မှာလည်းရန်သူဘက်ကပြစ်လွတ်လိုက်တဲ့ဒရုန်းတွေဒုံးကျည်တွေဟာအစ္စရေးရဲ့လူဦးရေထူတက်တဲ့နေရာတွေစီကြားရောက်ပောက်ကွဲလာနိုင်ခြေကိုဂျိုတင်ခံမှန်းထားကြောင်းဝန်ကြီးကပြောပါတယ်။အဲ့ဒီအတွက်လည်း ။အစရိမ်းမှာစည်ရေးဆိုင်ရာအရေးပေါ်အခြေအနေကိုပါတပါတယ်ကြီးညာခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအစင်းမြင့်တဲ့အကောင့်ထဲပေါ်မှုတွေကိုတားဆီးဖို့အစရိမ်းရဲ့မဟာမိတ်အမေရိကန်ကအီရန်နဲ့အခြေလဲဆွေးနွေးခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်အစရိမ်းကစစ်စင်ရေးစကားတာဖြစ်ပါတယ်။အစရိမ်းကအီရန်လက်ထက်မှာနျူကလ িয়ার လက်နက်တစ်ခုခုတိစပိုင်ဆိုင်ခွင့်ရသွားတာမျိုး လုံးဝအပြစ်ခံမှာမဟုတ်ဘူးလို့ နစ်ရှေလာများသတိပေးထားပါတယ်။အစိုးရကအီရန်ကိုတိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေဟာပြီးခဲ့တဲ့24နာရီကလေးကကြိုတင်ထွက်ပေါ်နေခဲ့ပြီးအမေရိကန်ဟာအရှေ့လေပိုင်းဒေသမှာတန်ရုံးဝန်ထမ်းတွေနဲ့စစ်တပ်ရဲ့မိသားစုတွေရွှေ့ပြောင်းပေးရတွေကိုစီစဉ်ထားခဲ့ပါတယ်။တဟီရန်မှာတအုံးပောက်ကွဲမှုတွေစတင်နေတဲ့အချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အင်ဘူရောမြက်ခင်းပြင်မှာလွတ်တော်အမတ်တွေနဲ့တွေ့ဆုံနေပါတယ်။ အစ္စရေးဟာစစ်စင်ရေးစတင်တာနဲ့ပတ်သက်ပြီးဖရန့်စီကြိုတင်အကြောင်းကြားခဲ့သလားဆိုတာကိုတော့မသိရသေးပေမဲ့အဲဒီတုန်းကတော့ထရန့်ဟာတခြားသူတွေနဲ့လက်ဆွဲနှုတ်ဆက်ရင်းစကားတွေဖောင်ဖက်ပြောနေခဲ့ပါတယ်။အမေရိကန်နိုင်ငံသားကြီးမာကိုရူဘီရိုကတော့အစ္စရေးရတိုက်ခိုက်မှုဟာအီရန်ရဲ့တပတ်သက်ဆန်တဲ့လောက်ရက်တွေကိုတုံ့ပြန်ရတာဖြစ်တယ်လို့မဟာမိတ်ဘက်ကကာကွယ်ပြောဆိုခဲ့ပါတယ်။နောက်ပြီး ကိုကိုကိုကာကွယ်ဖို့အတွက်ဒီစစ်စင်ရေးဟာတေချာပေါက်လိုအပ်တယ်လို့အစရေကအမေရိကန်ကို ရှင်းပြခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကိုစစ်ပြုတ်တိုက်ခိုက်တဲ့အစရေရဲ့ဆုံးဖြတ်ချက်မှာအမေရိကန်ကလုံးဝဆက်ဆက်ပါဝင်တာမရှိခဲ့ဘူးလို့သူကအခိုင်အမာညင်းဆိုသွားပါတယ်။အီရန်မှာတော့အခြေအနေတွေကရှုပ်ထွေးနေပြီးထိခိုက်ပျက်စီးမှုအခြေအနေတွေကို အတိအကျမသိရသေးပါဘူး။အီရန်အစိုးရမီဒီယာက အီရန်ဒေါ်လာရဲ့အဆောင်တက် IRGC ရဲ့ခေါင်းဆောင်ဟိုဆိုင်ဆာလာမီလည်းတိုက်ခိုက်မှုတစ်ခုမှာတည်ဆုံသွားရလို့ဖော်ပြထားပါတယ်။ IRGC ဟာအီရန်ရဲ့အင်အားတောင်တင်းဆုံးလက်နက်ကင်တပ်ဖြစ်ပြီးအီရန်အစိုးရအဖွဲ့အဓိပတိကိုပဲတိုက်ရိုက်တစ်ဆာခံပါတယ်။ပြီးတော့နိုင်ငံရဲ့ဒုံးကျည်နဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေကိုလည်းကြီးမှုကုတ်ကဲနေပါတယ်။ IRGC ရဲ့ခေါင်းဆောင်ပိုင်းကိုအစရေက လက်ဦးမှုယူရှင်းလင်းနိုင်ခဲ့တယ်ဆိုတာဟာအီရန်ရဲ့တံပြန်စစ်ဆင်ရေးတွေမှာအကြီးအကျယ်ရိုင်းရိုင်းသွားစေမဲ့အထိပ္ပယ်လည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အစရေကစစ်ဆင်ရေးတွေကိုဆက်လက်ဆင်နွှဲနေစေဖြစ်ပြီးအီရန်ဘက်ကတော့အကြမ်းခင်းမှာတခုခုတုံ့ပြန်လာမယ်လို့ယူဆရပါတယ်။ခါသီးရန်ဘက်နှစ်နိုင်ငံကြားကစစ်ရေးပဋိပက္ခဟာအရှေ့အလယ်ပိုင်းဒေသရဲ့တင်းမာမှုတွေကိုအမြင့်ဆုံးအဆင့်အထိစုပွက်လာစေမှာလည်းဖြစ်ပါတယ်။ ဇွန်လ13ရက်နနက်အစောပိုင်းတွင်စတင်ခဲ့တဲ့အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုများတွင်သေဆုံးသွားသောသိပ္ပံပညာရှင်6ဦး၏အမိများကို တက်စနင်းသတင်းဌာနကဖော်ပြခဲ့ရာအစ္စလာမစ်အာဇက်အီရန်တက္ကသိုလ်၏ဥက္ကဋ္ဌမိုဟာမက်မဟာဒီတီရန်ချီသည်သေဆုံးသူများထဲတွင် ပါဝင်ခဲ့ကြောင်းသိရပါသည်။ဒါပြင်အီရန်အနုမြူဆိုင်းရင်ဖွဲ့ရဲ့အကြီးကဲဟောင်းဖိုင်ယွန်တွန်အဘာစီတီလည်းသေဆုံးခဲ့လို့သိရပါသည်။ ဇွန်လ13ရက်တိုက်ခိုက်မှုများကတီဟီရန်မြို့မှာရှိတဲ့လူနေအဆောက်အုံများနဲ့အီရန်လက်ပိုင်းမှာရှိတဲ့အရေးပါသောနျူကလ িয়ার တန်းစင်ဆက်ရုံတို့ပါဝင်အီရန်နိုင်ငံတော်ရှိပြည်မှတ်အမျိုးမျိုးကိုထိမှန်ခဲ့ပါတယ်။အစရဲဆက်ဆက်ရေးအတွင်းအီရန်ဒေါ်လာရဲ့အဆောင်တက်အကြီးကဲဟော်ဆိုင်ဆလာမီနဲ့ဂျစ်တက်စီအိုစီချုပ်မိုဟာမက်ဘာဂါရီတို့လည်းတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်။အစရဲက အီရန်၏နျူကလီးယားတန်းစင်ဆက်ရုံကိုတိုက်ခိုက်ခဲ့ပြီးနောက်နျူကလီးယားညဉ့်ဉန်းမှုဖြစ်ပွားခြင်းမရှိဘူးလို့အီရန်အစိုးရပိုင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။